ဒီဆိုတော့ဆရာဂျီဒီတက်ချင်မယ်မသေးချာမှာဆိုလို့ဆိုရဲစိတ်ရှိနေပါတယ်ဆရာဂျီဒီကိုပဲရွေးရမလား high school ကိုပဲရွေးရမလားဆရာဂျပန်သွားမှာပါဖြည်းဖြည်းပါနော်အဒီနီယာမှာမရှိနိုင်ကြတော့နှစ်ခုရှိတယ်ပါနော်ပထမတစ်ခုကတော့မသေးချာမှာဆိုလို့ဆိုရဲဟာရယ်ပြီးတော့ high school ကဒီ government school ကိုပြောတာလားဒီ IGCSE ကိုပြောတာပါနော်ကျွန်တော်ထင်တာဒီ government ကိုပဲ ဟိုပြောရလို့ထင်တယ်ဗောနော်ပထမဆုံးတစ်ခုပေါ့ GD ကိုမသိကြမှာဆိုလို့ဆိုရဲစိတ်ဆိုတာ GD တက်ပြီးတော့မှဂျပန်မှာကိုသွားခြင်းနဲ့ collision ယူရတယ် GD ကိုလက်မခံမှာစိုးရင်နေရဆိုရင်တော့ကိုဘက်ကဘလိုပြင်ဆင်လို့ရလဲဆိုရင်အရင်ဆုံးဂျပန်မှာတက်ချင်တဲ့ဟို collision ယူရစီ research လုပ်ပါသူတို့ဘက်က GD လက်ခံတဲ့ဆိုရဲအထောက်ထားရှိတယ်ဆိုရင်တော့ GD ဘက်ကိုပြောင်းပါကိုဘက်ကအင်္ဂလိပ်စာလည်း ready ဖြစ်တဲ့အတန်းတစ်ခုထိလည်းတက်ဖူးတယ်ဆိုရင် GD ကလိလတင်ယူရမြန်ပါတယ်အဲ့တော့ collision ယူရစီအမြန်ဆုံးရောက်ဖို့ဆိုတော့ GD ဘက်ကိုပြောင်းပါဗောနော်အဲဒါမှမဟုတ်လို့ရှိရင်ကိုက GD ဘက် ပြောင်းလိုက်လို့မတိချာဘူးဆိုတဲ့စိတ်ကဒါမလိုက်ဆာမလိုက်နိုင်မှာလားဟောပြောတာဆိုရင်တော့အင်္ဂလိပ်စာတကယ်လို့ B2 လောက်တိရှိရယ်ဆိုတော့ကျွန်တော်ဘက်ကတော့ပြောင်းဖို့လည်းတော့ comment လုပ်ပါတယ်ဘာလို့လဲဆိုတော့ B2 လောက်နဲ့ဆိုရင်လေးလာတင်ရတာအရင်ကတော့လွယ်သွားတာမဟုတ်ဒါပေမဲ့အရင်ကတော့လည်းမခက်တော့ဘူးကျွန်တော်က C1 လောက်ထိကိုရှိစေချင်တယ်ပေါ့နော်ဒါပေမဲ့ကို main ကိုကဂျပန်သွားမှာဆိုတော့ English ကအရင်ကတော့ဘာမဖြစ်ပါနော်ဒါပေမဲ့ဂျပန်မှာလည်း international program တက်မှာဆိုရင်အင်္ဂလိပ်စာတော့လိုတာတော့လိုတယ်ပေါ့နော်ဒါကဒီမတိချာဘူးဆိုတဲ့ဟာကိုပြောပြပြပေါ့နော်ဒုတိယတစ်ခုကဒီ high school ဆိုတာက grade 12ကိုပြောတာဆိုတော့အခုကိုတက်နေရဲ့ 10 level ဘယ်လောက်လဲပေါ့နော်ဥမာ grade 11ဆိုရင်တော့ကျွန်တော်ပြောရရင်မပြောင်းပါနဲ့တော့ grade 12နဲ့လည်းရှောက်လို့ရတဲ့အကြောင်းပဲဂျပန်မှာရှာပါပေါ့နော်တကယ်လို့လုံးဝမရှိဘူးဆိုမှဒါကြီးကြီးပဲပြောင်းပါနော်ဘာလို့ကွာ grade 11ပြီးရဲဆိုဒါတစ်နှစ်ပဲကျန်တော့တာဆိုရင် grade 12ကိုပဲစပြန်ဆက်တက်ပြီးတော့ဂျပန်မှာဒီ grade 12နဲ့လက်ခံတဲ့ collision university ရှာကြည့်ပါလို့ကျွန်တော်ကတော့အကြံပေးပါတယ်တကယ်လို့ရှာပြီးတော့မှမရှိဘူးကြီးကြီးပဲလက်ခံတယ်ဆိုတော့ဒါပြောင်းအောင်ပြောင်းအောင်အနေထားဖြစ်သွားပြီပေါ့နော်ဆိုတော့ဒီကမိန်းကလေးမှနည်းနည်းလေးမရှင်းတာလေးရှိတယ်ကျွန်တော်ဒါဖြစ်နိုင်တဲ့ဟာလေးထင်တဲ့ဟာလေးကျွန်တော်အကုန်ပြောပြလိုက်တာပေါ့နော်